အချင်းချာချင်းနေမှာပြန်လည်လွတ်မြောက်လာတဲ့ခင်မိုးဖြစ်သူကိုခုလိုစကားတခွန်ပြောလိုက်တဲ့ခိုင်တင်ချင်းပြန်လည်လွမြောက်လာတဲ့ခင်မိုးတိန်နဲ့စကားတခွန်းပြောလိုက်တာကတရုတ်ဆောင်မင်းသမီးခိုင်တင်ကြည်ပါအားလုံးဒီကြရင်တိုင်းပြည်သက်ကြီးတို့ရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတဲ့မင်းသမီးခိုင်တင်ကြည်ဟာဆိုရင်ဝိုင်းရင်တရုတ်ဆောင်မင်းသမီးကြီးတွေထဲမှာမှတွတ်တွတ်လန့်လန့်နဲ့စိတ်ထားကောင်းပြီးတော့ချစ်ဖို့ကောင်းတဲ့မင်းသမီးကြီးတူပဲဖြစ်ပါတယ် မကန်လီလိုချစ်စနိုးခေါ်ကြတဲ့ခိုင်သေးကြီးဟာအမှုပညာလောကမှာဟွန်လေးတချို့ချောအောင်မြင်နေတဲ့မင်းသမီးတစ်လက်ဖြစ်တယ်လို့တာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုကိုလည်းပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။မကန်လီဟာမှုပညာလောကမှာအောင်မြင်မှုတွေတတိကြီးရရှိပိုင်ဆိုင်နေတဲ့အချိန်မှာပဲသူမရဲ့ငယ်ချေဦးတူလည်းဖြစ်တဲ့စီးပွားရေးလုပ်ငန်းရှင်တတိကြီးကိုခံနိုင်တဲ့လက်ထက်ခင်ဟာဖြစ်ပါတယ်။ ခိုင်တင်းကြီးဟာတိတက်လိမ်မာတဲ့သမီးလေးနဲ့အတူသူမကိုချစ်ခင်တန်မိုးထားတဲ့ခင်မုန်းတဲ့ကိုလည်းပိုင်ဆိုင်ထားကလူတိုင်းအားကြတဲ့မိသားစုဘဝလေးကိုတိဆောက်ထားနိုင်တယ်လို့ဆိုအားမှာပါ ဒါပေမဲ့လည်းလွန်ခဲ့တဲ့သုံးနှစ်ခန့်ကရုတ်တရက်ဆိုသလိုပဲမင်းသမီးခန်သိန်းကြီးရဲ့ခင်မွန်းတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးကိုခန်နိုင်ဟာတချို့သောအကြောင်းအရာကိစ္စတွေကြောင့်ဖန်စီထိန်ထိန်ခံလိုက်ရတာပဲဖြစ်ပါတယ်။အဲ့လိုဖန်စီခံရတဲ့အချိန်ကစလို့မက်ခန်လီနဲ့တမီလီစန့်ထိတ်ထားလို့တာမီနီယောက်တူတူရုံးကန်ရင်နဲ့ပဲခင်မွန်းတဲ့ကိုခန်နိုင်ပြန်လည်လွတ်မြောက်လာမယ့်နေရက်ကိုတော့စောင့်မျှော်နေကြတာပါ။ အထူးသဖြင့်နိုင်ငံတော်ကနေလူငယ်ချမ်းသာခွင့်ပေးလို့ရှိတဲ့လွတ်လပ်ရေးနေနဲ့နိစန်တရနေပါဝင်အခကြီးရကြီးတွေမှာမခိုင်နေရခင်မွတဲ့ကိုခန့်နိုင်ပြန်လည်လွတ်မြောက်လာနိုင်မလားဆိုပြီးနေစဉ်ရဆက်ဆောင်မြော်နေကြရတာပါခင်မုန်းတဲ့ပြန်လည်လွတ်မြောက်နိုင်ရေးအတွက်လည်းသူမဟာပဋ္ဌာန်းတည်တနာတော်တွေကိုရွှတ်ဖက်ကကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့စူတောင်းနေခဲ့ပေမယ့်အစောပိုင်းမှာကိုခန့်နိုင်ကတော့ပြန်လည်လွတ်မြောက်လာနိုင်ခြင်းမရှိခဲ့ပါဘူး။ ီခဲ့တဲ့တချံကာလရပိုင်းမှာဆိုရင်မင်းသမီးနန်ထာလာရဲ့ခင်မွန်းဖြစ်သူတထေကြီးဦးစိတ်တရားတယောက်ပြန်လည်လွတ်မြောက်လာပါပြီ။ဒါပေမဲ့လည်းတရုတ်ဆောင်မင်းသမီးခန့်တင်းကြီးရဲ့ခင်မွန်းဖြစ်သူမှာတော့လူငင်းချမ်းသာကွင်မှာပါမလာခဲ့ပါဘူး။အထူးသဖြင့်တခြားလူငင်းချမ်းသာကွင်ရက်တီမှာတော့ဒါရိုက်တာစတီနဲ့တူတခြားသောသူတွေပါလူငင်းချမ်းသာရရှိခဲ့တာဖြစ်ပေမဲ့လည်းမက္ခန်ကြီးရဲ့ခင်မုန်းတဲ့ပြန်လည်လွတ်မြောက်မလာနိုင်သေးလို့အလုံးကစိတ်မကောင်းဖြစ်ကြတာပါ တရုတ်ဆောင်မင်းသမီးခိုင်သိန်းကြီးအနေနဲ့ခင်မွန်းတဲ့ကိုခန်နိုင်မလွတ်မြောက်နိုင်သေးပေမယ့်ခင်မွန်းတဲ့ကိုခန်နိုင်အတွက်အလူကြီးတန်းကြီးပြုလုပ်ရင်းမျှော်နေကြတာပါအခုတရုတ်ဆောင်မင်းသမီးခိုင်သိန်းကြီးရဲ့ခင်မွန်းတဲ့ဟာအခုရက်ပိုင်းတွင်905ကားကြီးပုံမှန်နဲ့ပြစ်ဒဏ်ချခံနေရတဲ့သူတွေအမှုရင်ဆိုင်ရသူတွေထွက်ပြေးတိမ်းရှောင်နေကြသူတွေကိုပြန်လည်လွတ်မြောက်ပေးတဲ့အထဲမှာပြန်လည်လွတ်မြောက်လာပြီးဖြစ်ပါတယ် ဒါကြောင့်လည်းအားလုံးကဝမ်းတာနေကြရတာပါ။ဒါကြောင့်လည်းခိုင်သိန်းကြီးကမျော်လင့်နေရတဲ့နေ့ရက်လေးရောက်လာပါပြီ။ဆူတောင်းပြေးခဲ့ပါပြီဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။အမှုပညာတလောကလုံးလည်းစိတ်ထားကောင်းတဲ့မခန့်လေးယောက်ျားကိုခန့်နိုင်ပြန်လွတ်လာလို့ဝမ်းတာနေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေကရောခိုင်တဲ့ကြည့်အမျိုးသားပြည်လဲလွတ်မြောက်လာတဲ့အပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။